အခုတင်ဆက်ပေးမယ့်သတင်းကတော့ဟင်္ဒရာမြို့နယ်လင်ကုန်းဖုံးတော်ကြီးကျောင်းမှာဥပုပ်တဲ150ကျော်အစာအစိမ့်သိမှုဖြစ်ပွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟင်္ဒရာမြို့နယ်ဒူရတိုက်နယ်လင်ကုန်းဖုံးတော်ကြီးကျောင်းမှာစက်တင်ဘာလ4ရက်မိုးလယ်ပိုင်းကဥပုပ်တဲ150ကျော်အစာအစိမ့်သိမှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။ဒီလိုဖြစ်ပွားခဲ့ခြင်းဟာ စက်တင်ဘာလ၄ရက်နေ့မနက်၈နာရီခန့်ကလှူဒန်းခဲ့တဲ့ကြာဆိုင်ဟင်းကားကိုတောက်မိကြရာကနေညနေ၂နာရီခန့်မှာဥပုပ်တဲ156ဦးအစာအစိတ်သိမ့်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အစာအစိတ်သိမ့်ခဲ့တဲ့ဥပုပ်တဲ156ဦးမှာအမျိုးသား60ဦးနဲ့အမျိုးသမီး66ဦးအစာအစိတ်သိမ့်နေတာဖြစ်ပါတယ်။အတွင်းလူနာ12ဦးကိုဒူးရတိုက်နယ်စေယုံမှာစံမှန်ရေးဆောက်ရှောက်မှုပေးလျက်ရှိပြီးအသက်60အရွယ်အဖွားအုပ်တဦးကိုတော့ဟင်းဒရာခရိုင်ပြည်သူ့စေယုံကြီးကိုခေါ်ယူကာစံမှန်ရေးဆောက်ရှောက်မှုပေးထားတယ်လို့သိရပါတယ်။လက်ရှိမှာ အတွင်းလူနာတွေအားလုံးအခြေအနေကောင်းမှုလျက်ရှိပြီးပြင်ပလူနာ143ဦးဟာလည်းရောဂါလက္ခဏာတာမြန်မြတာရှိပြီးမဆိုးရိမ်ရကြောင်းခရိုင်စင်းအုပ်ကြီးဒေါက်တာကြီးဆိုကပြောကြားခဲ့ပါတယ်။ခရိုင်စင်းအုပ်ကြီးဒေါက်တာကြီးဆိုကဟင်းသရမှာဆေးရုံတက်ရောက်နေတဲ့အသက်60အရွယ်အဖွားဦးကတော့ခံနိုင်ရင်မရှိမှဆိုတဲ့အပြင်အခြားကျန်းမာရေးစစ်ဆေးဆောင်ရှောက်မှုတွေလုပ်ပေးနိုင်တာကြောင့်ရန်အနေငယ်ပုံနေရနိုင်တယ်လို့ပြောပါရတယ်။ဒူရဆေးရုံကလူနာတွေကတော့နှစ်ရက်လောက်ဆိုပါကဆေးရုံကဆင်းလို့ရပြီလို့ဆက်လက်ပြောကြားခဲ့ပါရတယ်။လက်ရှိသိရှိထားမှုအရ မိုးရွာမှာစိုးရိမ်ပြီးနွားတင်းကုတ်ထဲမှာချက်ပြုတ်ခဲ့ရာချက်ပြုတ်ခဲ့တဲ့အနီးမှာဓာတ်မြင့်ဩဇာအိတ်တွေရှိပုံရတာကြောင့်ကနဲဝတ်အနေနဲ့အစာအစိတ်တင်တယ်လို့သတ်မှတ်ထားတယ်လို့သိရပါဗျ။စတေမာလ9ရက်နေ့မနေ့ကမနက်ပိုင်းမှာတော့ကြံရှိနေတဲ့ကြားဆိုင်ဟင်းကားကိုစစ်ဆေးဖို့အတွက်ရန်ကုန်ကတက်ခွဲဌာနကိုပို့ထားတယ်လို့ဒေါက်တာကြီးဆိုကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။